မင်္ဂလာပါရှင်လွတ်လပ်တော်မွန်တရဲအေဂျင်စီအင်မနာရဲ့စနေညူးစ်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်တပတ်တွင်ထူးခြားတဲ့မြန်မာသတင်းတိုင်းသားဒေသကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးကျမတို့အင်မနာစနေညူးစ်အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်အခုတပတ်အစီအစဉ်အတွက်ကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့မွန်ဂိုဇလလောင်းအပါဝင်ရုပ်ောက်ပွဲအထာမြောက်ဖို့ပါဝင်သူတွေကိုဖမ်းဆီးအရေးယူသွားမယ်လို့ MSFC ပြောကြားလိုက်တဲ့သတင်း အတန်းတင်ဆာမပွဲစနစ်တကြောင်ကြောင်းထွက်နှုံများမှာကိုစိုးရိမ်နေရတဲ့အကြောင်း NUCC ကနေယာယီနှုတ်ထွက်ဖို့ KNU နဲ့ KNPP စာဖို့အကြောင်းကြားထားတဲ့အခြေအနေအခြားထူခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ဟုတ်ကဲ့ကျွန်မနွန်တယ်ပါ ဟုတ်ကဲ့ပါအခုမှဆုံးပြောပြပေးမယ့်တင်ရတော့စစ်ကောက်မရှင်ကျင်းပပြုလုပ်မယ့်အတူရောင်ရေကောက်ပွဲကိုဝေရောက်ရှင်ပြိုင်မယ့်မွန်ဂိုဆလဲလောင်းတွေအပြင်ရေကောက်ပွဲအထားမြောက်ဖို့ပါဝင်သူတွေကိုဖမ်းဆီးအရေးယူသွားမယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကပြောကြားလိုက်ပါတယ် ရွေးကောက်ပွဲမှာကိုစလဲအဖြစ်ဝင်ရောက်ရှင်ပြိုင်အရွေးခံတာမိမိအတွက်ပဲဖြစ်ဖြစ်အစုအဖွဲ့အတွက်ပဲဖြစ်ဖြစ်ပုဂ္ဂိုလ်တူအတွက်ပဲဖြစ်ဖြစ်မဲဆွဲစည်းုံတာမဲဆွဲစည်းုံတာကိုကုညီပတ်ပေါ်တာနဲ့ရွေးကောက်ပွဲအထမြောက်ဖို့ပါဝင်နေသူတွေကိုဖမ်းဆီးအရေးယူသွားမှာဖြစ်ပါတယ်။လက်ရှိမှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းတွေအပြင်ရွေးကောက်ပွဲအထမြောက်ပါဝင်နေသူတွေကိုဖမ်းဆီးအရေးယူနိုင်ဖို့ဤဥပဒေနဲ့အလုပ်ထုံလုပ်နည်းတွေကိုရေးဆွဲနေတယ်လို့ MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကပြောပါတယ်။စစ်ကောင်မရှိအတူရောင်ရွေးကောက် ပွဲကိုအချိုကာလယူကောက်ပွဲကာလနဲ့အလွန်ကာလစတဲ့ကာလ၃ပါလုံးဆက်လက်ဆက်ကျင်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ယနေ့အထိအဲ့ဒီယူကောက်ပွဲမှာပါဝင်သူတွေကိုတော်လျောက်ဖွဲ့တွေကဖမ်းဆီးအရေးယူမှုတွေမရှိသေးပေမဲ့လည်းယူကောက်ပွဲကာလနဲ့ယူကောက်ပွဲအလွန်ကာလတွေမှာဖမ်းဆီးအရေးယူမှုတွေပုံမဖြစ်ပွားလာနိုင်ပြီးစစ်ကောင်ရှင်နဲ့တော်လျောက်တပ်ဖွဲ့တို့အကြတိုက်ပွဲတွေလည်းပုံမပြင်းထန်လာနိုင်ကြောင်းသုံးသပ်ပြောဆိုနေကြပါတယ်။စစ်ကောင်ရှင်ကယူကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့နဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းစ ျင်ပသွားမှာဖြစ်ပြီးရွေးကောက်ပွဲဝင်ရောက်ရှင်ပြမဲ့နိုင်ငံရေးပါတီတွေကလည်းမဲဆွေစည်းရုံးမှုတွေအ ਨੇ အချင်းသာလှုပ်ဆောင်နိုင်သေးပါတယ်။ယူကောက်ဘွဲကာလာအနီးကလာတာနဲ့အများမွန်တဒခံပြည်သူတွေမဲဆန္ဒတွားရောက်ပြဖို့အုတ်ချုပ်ရင်းမှုတွေထံဖိအားပေးခံရမှုတွေရှိလာသလိုတက္ကသိုလ်ကလည်းចောင်းသားចောင်းသူတွေကလည်းជូនတင်မဲဆန္ဒပြုထားရကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်တင်ရတော့အချင်းငယ်ပညာအကြောင်းတွေမှာအတန်းတင်ဆာမင်ပွဲမအောင်မရှိစနစ်အစားအကြစနစ်ကိုစစ်တုံးဖို့ရှိနေပြီးကျစ်လက်တေသရှိအချင်းငယ်ပညာအကြောင်းတွေကနေចောင်းသားចောင်းသူတွေចောင်းထွက်နှုံများလာမှာကိုစိုးရိမ်ရတယ်လို့နန်းစီဒီအန်ပညာရေးဝန်ထမ်းတွေကပြောပါတယ်။ အခုပညာသင်နဲ့ဒါမှမဟုတ်လာမယ့်ပညာသင်နှစ်အားနေစပြီး grade 5 grade 9 grade 11အတန်းတွေမှာအဲ့ဒီဆာမီဘွတ်စနစ်တွေကိုအကောင့်ထဲပေါ်ချစ်သုံးသွားဖို့ရှိကြောင်းပညာရေးဌာနအတိုင်းဝိုင်းထံကနေသိရပါဗျ။နည်းမြလုံးချုံမှုမရှိတာကြောင့်ကျေလက်ဒေတာမှရှိတဲ့အချိန်ငယ်ပညာကျောင်းတွေမှာဆရာဆရာမဥယေလုံးလုံးလုံးလောက်မရှိတာသင်စားမှုပိုင်းမှာအရေးအသွေးပြည့်မီအောင်မတင်စားနိုင်တာတွေကြောင့်ကျောင်းသားကျောင်းသူတွေစ조사အထောက်မှုနေရင်အတန်းတက်နိုင်မှာမဟုတ်ကြောင်းသိရပါဗျ။ grade 5ကိုမူလတန်း PC ကျောင်း grade 9ကို11 PC ကျောင်းနဲ့ grade 11ကို grade 12အခြေခံပိုင်ပိုင်နိုင်နိုင်ရဖို့အတွက်အခုလိုစာမေးပွဲစနစ်တွေကိုအကောင့်ထဲပေါ်ရတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီစနစ်ကိုစစ်ကောင်မရှင်ပညာရေးဝန်ကြီးဌာနကပဲပညာသင်နှစ်မှာစတင်ချက်တော့မှာကိုအတိအကျမပြောဆိုရသေးပေမဲ့လည်းအခုပညာသင်နှစ်တွင်စတင်မှာကိုကျောင်းသားမိဘတွေကစူးရိတ်နေကြပါတယ်။အခုစာမေးပွဲစနစ်တွေဟာစာရီကိုဒါအကဲဖြစ်တဲ့စနစ်မဟုတ်ပဲတစ်နှစ်ပတ်လုံးကျောင်းသားတွေရဲ့ကျောင်းသွင်းလှုပ်ရှားမှုအတိပညာအသက်ပညာနဲ့အခြားဆွမ်းရ င်းရည်တွေကိုပါအကဲဖြတ်တော်မှဖြစ်ဆောင်ပညာရေးအတိုင်းဝိုင်းတွေကဆိုပါတယ်လက်ရှိမှာစာမေးပွဲစနစ်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့စစ်ကောင်မရှင်ပညာရေးဝန်ထမ်းတွေကပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ပြီးဘယ်စာတင်နဲ့မှာစတင်စစ်တုံးသွားမှာကိုပညာရေးဝန်ကြီးဌာနကနေသစ်တည်ယဝင်စင်ညာသွားမှာဖြစ်ပါတယ်ရှင် နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ရဲ့အဖွဲ့ဝင်အဖြစ်ကနေယာယီနှုတ်ထွက်ဖို့ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ကရင်အမျိုးသားတုတ်တက်ရေးပါတီ KNPP ကစာပို့အကြောင်းကြားထားကြောင်းသိရပါဗျာ။ NUCC ရဲ့လှုပ်ဆောင်ချက်တွေဟာမြပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ကင်းကွာမှုတွေရှိနေတဲ့အတွက်ယာယီနှုတ်ထွက်ဖို့အကြောင်းကြားရတာဖြစ်တယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွေရဗဒိုစောတော်နီကအင်မနာကိုပြောပါတယ်။ KNU နဲ့ KNPP တို့ယာယီနှုတ်ထွက်ကြောင်းစာပို့အကြောင်းကြားထားတာနဲ့ပတ်သက်ပြီး NUCC ဘက်ကနေသုံးတရားအကြောင်းပြန်တာမရှိသေးဘူးလို့သိရပါတယ်။ တိုင်းဒါလနဲ့ကန်အဖွဲ့စီ EAO ရဲ့တောင်းဆိုချက်ကို NUCC ကနေလိုက်လျောမပေးနိုင်တာနိုင်ငံရေးဆွေးနွေးပွဲတွေလုံးဆောင်နေပေမဲ့လည်း Federal Unit တခုကို NUCC ကနေယနေ့အချိန်ထိအကောင့်ထဲမပေါ်နိုင်သေးတာကြောင့် KNU နဲ့ KNPP တို့နောက်ထွက်ရတာဖြစ်တယ်လို့ NUCC အဖွဲ့ဝင်ဖြစ်တဲ့နိုင်မွန်ဆိုင်ကပြောပါတယ်ပြီးခဲ့တဲ့2022ခုနှစ်ကလည်းအဖွဲ့ဝင်ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ KBICD တို့ကလည်း NUCC အဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်ခဲ့ပါသေးတယ်။အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ကို ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နိုင်ငံရေးပါတီတွေ Federal Unit တွေလူမျိုးအလိုက်အတိုင်းပင်ခံကောင်စီတွေတပိတ်ကော်မတီတွေ CDM လှုပ်ရှားမှုမှာပါဝင်သူတွေနဲ့အမျိုးသမီးလူငယ်အရက်ဖက်အဖွဲ့အစည်းတွေအပြင်ပိုင်းသားတော်လည်ရဲ့လက်နက်ကင်တုံးဖွဲ့တို့နဲ့2023ခုနှစ်မတ်လ10ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ် ပိုင်းသားတော်လည်းလက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့ထဲမှကရင်မျိုးသားအစည်းယုံ KNU ၊ကရင်နီအမျိုးသားတပ်သက်ရေးပါတီ KNPB ၊မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSGF တို့ဖြစ်ကြပြီးလက်ရှိအခြေအနေအရ ABSGF သားချက်ရှိတော်မှာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ဂျပန်ဝန်ကြီးချုပ်တဲ့ဆာနာအဲကာတာအီချီယာလိုခဲ့တဲ့လဆန်ပိုင်းမှာထိုင်ဝမ်နဲ့ပတ်သက်တဲ့မှတ်ချက်တစ်ခုကြောင့်တရုတ်နဲ့ဂျပန်ကြားဆက်ဆံရေးဟာတင်းမာမှုတွေရှိလာခဲ့ပါတယ်။ အတိုက်ခံအမတ်တို့ကအကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်အစိုးရအနေနဲ့ဘာလို့မလဲလို့မေးမြန်းတဲ့အခါဆာနာအဲတာကအီချီကထိုင်ဝမ်ကိုကူဖို့ဂျပန်ရဲ့ပြည်ဆောက်တပ်တွေကိုဖျက်ဆက်စေမယ်လို့အတိတ်ပဲမျိုးတုံ့ပြန်ဖြေကြားခဲ့ပါတယ်။အဲ့ဒီစကားကြောင့်တရုတ်ဟာအကြီးကျယ်ဒေါ်လာထွက်ခဲ့ပြီးဂျပန်တန်အမတ်ကြီးကိုစစ်ခေါ်ကက်ကွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကောင်စင်ဝန်တို့ကဆာနာအဲတာကအီချီရဲ့စကားကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ရမှာတုံးဆွဲတဲ့စကားပုံတစ်ခုဟာဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တင်တယ်ဆိုတဲ့သဘောမျိုးအတိတ်ပဲ နှခွာထွက်နေခဲ့တဲ့ကြောင့်ပြည်ထနာဟာပူရှုပ်ထွေးကုန်ပါတယ်။နောက်ပြီးတော့တရုတ်ဘက်ကနိုင်ငံသားတွေအနေနဲ့ဂျပန်ကိုတွားရောက်လက်ပတာမျိုးမလုပ်ဘဲတိုက်တွန်းခဲ့တယ်လို့တရုတ်မှာရုံးတင်မဲ့ဂျပန်ရုပ်ရှင်တွေကိုလည်းဆိုင်ငံ့ဖို့အမိန့်ပေးခဲ့တဲ့အတွက်ဂျပန်စီးပွားရေးလုပ်ငန်းတွေထိခိုက်စေခဲ့ပါတယ်။ဝန်ကြီးချုပ်ဆန်နဲအဲတကအစ်ချီကတော့သူ့ရဲ့မှတ်ချက်ဟာတရုတ်ကိုရင်ဆားဖို့မဟုတ်ဘဲဂျပန်ရဲ့လက်ရှိမဟာမိတ်ကွယ်ရေးမူဝါဒအရပြောကြားခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကတော့ဂျပန်သာစစ်ရေးအရဝန်ဆွဖက်ရင်မရှုမလရှုံနိုင်မှုမျိုးကြုံတော့စီရ ရမယ်လို့ချိန်ချောက်ထားပါတယ်။တင်းမာမှုတွေကစတိုက်တိုးလာနေတာကြောင့်ဂျပန်ဟာနိုဝင်ဘာလ18ရက်နေ့မှာနိုင်ငံသားရေးဝန်ကြီးဌာနရဲ့အကြီးအကဲမာဆာကီကာနိုင်ကိုအထူးကိုယ်စားလှယ်အဖြစ်ပေးခြင်းစီဆီလုပ်ခဲ့ရပါတယ်။ကာနိုင်ရဲ့ရည်ရွယ်ချက်ကတော့ဂျပန်ရဲ့လုံခြုံရေးမူဝါဒကသရုပ်ပြောင်းလဲသွားတာမျိုးမဟုတ်ကြောင်းရှင်းပြဖို့နဲ့လက်ရှိပြဿနာတွေပိုမဆိုးလာအောင်သရုပ်ကိုထိန်းထိန်းသိမ်းသိမ်းကင်တွယ်ဖို့ညှိနှိုင်းတောင်းဆိုဖို့ပဲဖြစ်ပါတယ်။လစ်လာသူတွေကတော့သရုပ်အစိုးရဟာဝန်ကြီးချုပ်ရဲ့အစကားကိုပြန်ရုပ်သိမ်းလို့မရနိုင်မှန်းသိလျက်နဲ့ဖြစ်အာ ပေးနေတာဖြစ်လို့ဒီသင်းမာမှုတွေဟာလပေါင်းများစွာကြာမြင့်သွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဆက်ဆက်ရေးသင်းမာနေပေမဲ့အစိုးရအချင်းချင်းဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်ထားစေလို့ဂျပန်အစိုးရကမှတ်ချက်ပေးထားပါတယ်ရှင်။ ဆက်လိုက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။အမေရိကန်မှာအငင်းပွားဖွယ်ရာဖြစ်နေတဲ့ကွယ်လွန်တွားခဲ့တဲ့နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် Jeffrey Epstein ရဲ့တငယ်မတိန်မှုနဲ့လူမောင်ခုံမှုဆိုင်ရာမှတ်တမ်းလို့ခေါ်တဲ့ Epstein file တွေကိုအလုံးစုံထုတ်ပြန်ပေးဖို့ဥပဒေကြမ်းကိုအမေရိကန်လွှတ်တော်နှစ်ရက်စလုံးကအပြတ်အသတ်အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ နိုဝင်ဘာလ18ရက်နေ့မှာတော့အမေရိကန်အောက်လွှတ်တော်ဟာ Estate Fine တွေထုတ်ပြန်ပေးဖို့တောင်းဆိုတဲ့ Estate Fine တွေပြည်လင်းမြင်သာရေးဥပဒေမူကြမ်းကို ထောက်ခံမဲ420သမဲကက်ကွက်မဲသမဲနဲ့အပြည့်အသက်အတည်ပြုနိုင်ခဲ့ပါတယ်။ Estate Fine တွေဆိုတာဟာ2019ခုနှစ်တုန်းကထောင်ထဲမှာကိုကိုကိုအဆုံးစီရင်သွားခဲ့တဲ့တက်ငံမတိန်သမားလူမုံခိုးသမားစီးပွားရေးလုပ်ငန်းရှင် Jeffrey Estate ကိုစစ်ဆင်မင်းမြန်ထားတဲ့မှတ်တမ်းတွေဖြစ်ပါတယ်။ Estate ဟာလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အပါအဝင်ထင်ရှားတဲ့နိုင်ငံရေးသမားတွေအနုပညာ ညာချက်ပွေတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့နှီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့လက်ရှိထုတ်ပြန်ထားတဲ့မှတ်တမ်းအချို့မှာထရမ့်အကြောင်းတွေပါဝင်နေခဲ့တာကြောင့်လဲအဲ့ဒီ finder ပေါ်လူတို့စိတ်ဝင်စားမှုမြင့်တက်လာပါတယ်ဒီတော့အဲ့ဒီအဆိုဟာဥပဒေတရက်ဖြစ်အသက်ဝင်လာဖို့ဆိုရင်သမ္မတထရမ့်ကိုယ်တိုင်လက်မှတ်ရေးထိုးအတည်ပြုပေးရမယ်နောက်ဆုံးအစ်စ်ပဲကျွန်တော်တဲ့သဘောပါထရမ့်ကလည်းလက်မှတ်ထိုးပေးလိုက်ပြီးဆိုရင်တော့ရက်ပေါင်း30အတွင်းတရားရေးဝန်ကြီးဌာနက Estain fine တွေအကြောင်းစုံစုံလင်လင်ထုတ်ပြန်ပေးရမှာဖြစ်ပါတယ်ထရမ့်ကသူနဲ့ Estain တို့ဟာ အရင်ကရင်းနှီးကျုံးဝင်ဖူတာမှန်ပေမဲ့ Abster ရဲ့လောက်ရက်တွေအတွက်ပြစ်မှုထင်ရှားကြောင်းပထမဆုံးစီရင်ဆုံးဖြတ်တဲ့2008ခုနှစ်မတိုင်းခင်ကတည်းကသူတို့နှုတ်အဆက်ပြတ်နေခဲ့ပြီးဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။ပြီးတော့သူက abstain ကျွလို့နေခဲ့တဲ့ yes work ကိစ္စတွေအကြောင်းလဲလုံးဝမသိဘူးလို့ညင်းဆိုထားပါတယ်ရှင်။ ုတပတ်အစီအစဉ်တို့အတိမတင်ရနာပါရစေ။လာမယ့်အပတ်စဉ်တနင်္လာနေ့ကျရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။